င်္ဂလာပါကျမတို့ channel ကပြန်လဲကြိုဆိုပါတယ်ကျမတို့ငငယ်ကကြည့်ခဲ့ကြတဲ့ဒီနေ့အထိလဲကြည့်နေကြစေအပန်ဂျာကားတွေတဲကစူပါဟီးရိုးတွေကိုအားကြခဲ့ဘူးမှာပါနော်ဒီလိုစကားတွေတဲကစူပါဟီးရိုးတွေလိုစွမ်းအားတွေကိုတော့အပြင်းမာတကယ်ရလာနိုင်စရာအကြောင်းတော့မရှိပါဘူးဒါပေမဲ့တဘာဝလောကတဲကအချို့တရိစ္ဆာန်တွေမှာတော့တင့်ကိုအားတင့်သွားရမယ်စူပါပါဝါတွေရှိနေကြပါတယ်ဒီတတဝါရီရဲ့အစွမ်းတွေကလိလာသူတွေးရှိသူတွေနဲ့သိပ္ပံပညာရှင်တွေကိုတောင်ပါဇက်အဟောင်းသားဖြစ်သွားရပါတယ် ဒါဆိုဒီလိုစူပါပါဝါတွေပိုင်ဆိုင်ထားတဲ့တရိษံတွေအကြောင်းအချိန်ခဏလောက်ပေးပြီးတွားရောက်လေ့လာလိုက်ရအောင်။နံပါတ်1မန်တစ်ပစွန်ပထမဆုံးစူပါပါဝါပိုင်ရှင်ကတော့မန်တစ်ပစွန်ပါ။ဒီပစွန်သေးသေးလေးကိုတာမန်ပစွန်လို့ထင်လိုက်ရင်တော့မှားသွားပါလိမ့်မယ်။သူ့ရဲ့ပါဝါကတော့ဘရုစလီထက်တောင် ပုံမြန်တဲ့လက်သီးကိုပိုင်ဆိုင်တာပါ။တကယ်တော့သူ့ရဲ့လက်သီးဟာကြည်စံထက်တောင်ပုံမြန်ပါတယ်။ဒီလိုမြန်လွန်းတဲ့လက်သီးကြောင့်ပဲသူဟာတဘာဝရဲ့စူပါဟီးရိုးတစ်ယောက်ဖြစ်လာခဲ့တာပါ။ ဂျီမန်တပစုံရဲ့လက်တီးထိုးတဲ့နှုန်းကတနာရီကို80ကီလိုမီတာမိုင်90အမြန်နှုန်းနဲ့ထိုးနိုင်ပါတယ်။ဒီလက်တီးထိုးချက်ကရေထဲမှာပူပေါင်းတွေဖြစ်ပေါ်လာစေပါတယ်။အဲ့ဒီပူပေါင်းတွေကအလွန်လီမြန်တဲ့နှုန်းနဲ့ပောက်ကွဲထွက်သွားတဲ့အခါမှာတော့နေရဲ့မျက်နှာပြင်လောက်နီးနီးမြင့်မားတဲ့အပူချိန်ကိုထွက်လာစေပါတယ်။ဒီဖြစ်စဉ်ကိုရေစီးတက်ရောက်မှုကပီတေးရှင်းလို့ခေါ်ပါတယ်။ဒါဟာတကယ့်ကိုမယုံနိုင်စရာပါပဲနော်။ ဒီအားကြီးရဲ့လက်သီးကကနန်းခွန်တွေကိုအလွယ်တကူကွဲအောင်ထိုးနိုင်ပြီးငါးပြတိုက်ရဲ့မှန်တွေကိုတောင်ထိုးကွဲပစ်လိုက်နိုင်ပါတယ်။ဒါတွေမဟုတ်သေးဘူးနော်။မန်တစ်ပစုံရဲ့မျိုးလုံးတွေကလည်းတရိษံလောကမှာအကောင်းဆုံးလို့ဆိုရမှာပါ။သူကခရမ်းလွန်ရောင်ကြီး၊အနီအောက်ရောင်ကြီးနဲ့ပိုလာရိုက်အလင်းအပါဝင်အယောင်၁၆မျိုးကိုမြင်နိုင်ပါတယ်။ဒါကြောင့်ဒီအောင်ဆုံးပစုံလေးဟာတရိษံလောကရဲ့အမြန်ဆုံးလောဝိသမားလည်းဖြစ်တယ်လို့စူပါဟီးရိုးတကောင်လည်းဖြစ်ပါတယ်ရှင်။ ယ်။နံပါတ်1ပြားများ Honey Bees နောက်တစ်ကောင်ကတော့ပရိသတ်ကြီးတွေ့မြင်နေကြပြားလေးတွေပဲဖြစ်ပါတယ်။ဒီတာမန်ပြားလေးတွေကိုနေတိုင်းမြင်နေကြဖြစ်ပေမဲ့သူတို့ရဲ့အံ့ဖွယ်စွမ်းရည်ကိုရောသိပြီးပြီလားရှင်။ဒီပြားလေးတွေကအေဝရက်တောင်ထက်တောင်ပုံမြင့်တဲ့အမြင့်ကိုတောင်ပြန်ပြီးတက်နိုင်ကြပါတယ်။သိပ္ပံပညာရှင်တွေကပြားတွေကိုစမ်းသပ်ကြည့်တဲ့အခါအမြင့်ပေ19525ပေမီတာ9000အထိဆက်လက်ပြန်တန်းနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ဒီအမြင့်ကအေဝရက်တောင်ထက်ပိုမြင့်ပါတယ်။ ဒီလိုလေတုပါလာတဲ့နေရာမှာတိမ်ငက်တွေလင်းယုံတွေတောင်ဆက်လက်ပြန်တန်းဖို့မဖြစ်နိုင်တော့ပါဘူး။ဒါပေမဲ့ပြားတွေကတော့ဒီလိုနေရာမှာပြန်တန်းဖို့အတွက်တောင်ပန်ခတ်တဲ့အရေအတွက်ကိုပုံညာအောင်လှုပ်ဆောင်နိုင်ပါတယ်။တနည်းအားဖြင့်ဆိုရရင်သူတို့ကိုယ်ထဲမှာရှိတဲ့သဘာဝရဲ့တာဘိုအင်ဂျင်ကိုအချိန်နှစ်တင်လိုက်သလိုပါပဲနော်။ဒါကြောင့်တင့်နားမှာပြားတကောင်ပြန်တန်းလာတာကိုတွေးမိတဲ့အခါမှာသူကတာမန်မဟုတ်ပဲအီဝရက်တောင်ကိုတက်နိုင်တဲ့စူပါဟီးရိုးတစ်ယောက်ပဲဆိုတာကိုသတိရလိုက်ပါ။ ံပါတ်3ချေးပိုးကောင်ဒေါင်းပီတယ်ကိုကိုကိုတန်ပါတယ်လို့ခန်းစားရလားရှင့်ဒါဆိုရင်ချေးပိုးကောင်ဒေါင်းပီတယ်နဲ့မိတ်ဆက်ပေးမယ်နော်ဒီကောင်လေးကသူ့ရွယ်စားနဲ့ရှင်ရင်ကဘာပေါ်မှာအင်အားကြီးဆုံးနဲ့အတန်မာဆုံးတွေးဆံပေးဖြစ်ပါတယ်ဒီချက်ကိုတက်တေပြနေတာကတော့ချို့ချေးပိုးတွေကသူတို့ရဲ့အလေးချိန်ထက်140တစ်ဆပိုလေးတဲ့အရာတွေကိုအသာရပဲဆွဲနိုင်မနိုင်ကြပါနဲ့လူတယောက်နဲ့နှိုင်းရှင်ပြရရင်လူပြေးပါတဲ့နှစ်ထပ်ဘတ်စကား6စီးကိုတပြိုင်နက်ဆွဲရတယ်လို့ပါပဲနော် ဒါကတကယ်ကိုအံ့ဩစရာပါဒီလိုတန်မာရတဲ့သူတို့ရဲ့လှုပ်ဝက်ချက်ကတော့တန်မာတဲ့ခြေထောက်ကျက်သားတွေနဲ့ဒီလိုတဲဆောင်ဆွဲယူနိုင်ဖို့အတွက်အထူးဖန်တီးထားတဲ့ခန္ဓာကိုယ်ကုန်စံကြောင့်ဖြစ်ပါတယ်ခြေပိုးကောင်တွေဟာတဘာဝရဲ့တန်ရှင်းရေးအဖွဲ့လေးဖြစ်ပါတယ်သူတို့ကအညစ်အကြေးတွေကိုပြန်လည်အသုံးပြုကြတာကြောင့်ဒီဟာစနစ်ကိုတန်ရှင်းစေပါတယ်ဒါကြောင့်ခြေပိုးကောင်လေးတွေကတဘာဝရဲ့တန်ရှိရေးသမားတွေဖြစ်တယ်လို့သူတို့ရဲ့တံမောင်မှုစွမ်းရည်ကလည်းတကယ်ကိုအမခံပါပဲရှင်။နံပါတ်၄ရေဝတ်ဝံတာဒီဂရိတ် ုတော့ကမ္ဘာပေါ်မှာအငယ်ဆုံးနဲ့စွမ်းအားကြီးဆုံးစူပါဟီးရိုးကိုမိတ်ဆက်ပေးမယ်နော်။ဒါကတော့ရေဝတ်ဝန်ဒါမှမဟုတ်တာဒီဂရေးလို့ခေါ်ပါတယ်။ဒီတင်းငယ်တဲ့တတဝါလေးကဘယ်နေရာမှာမဆို ရှင်သန်နိုင်ပါတယ်။90ဒီဂရီဆက်စီးရဲ့ထက်ကျော်တဲ့အပူချိန်နဲ့ပုတ်ပွက်ဆူနေတဲ့ရေထဲမှာလည်းအေးအေးဆေးဆေးရှင်သန်နိုင်ပါတယ်။အလွန်အေးခဲတဲ့အေးဆက်မှုမှလည်းဘာမှမဖြစ်ပါဘူး။ရေဒီယိုတတိကြွမှုလား။လုံးဝအဆင်ပြေနေသေးပါ။နောက်ဆုံးအဆင့်အာကာသထဲမှာတော့အသက်ရှင်နိုင်ကြပါတယ်။ ါဟာဘာကြောင့်လဲဆိုတော့ဒီလိုပြင်းထန်တဲ့အခြေအနေမှာသူတို့ကခရစ်ပိုဘိုင်အိုစစ်လို့ခေါ်တဲ့အခြေအနေကိုပြောင်းလဲလိုက်ပါတယ်။ဒီအခါမှာသူတို့ရဲ့ခန္ဓာကိုယ်ကိုဘောလုံးလေးလိုပွေးပြီးဇီဝကံမဖြစ်စဉ်အားလုံးကိုလုံးဝရပ်တန့်ထားလိုက်ပါတော့တယ်။ဒါကြောင့်ကဘာပြတ်သွားရင်တောင်ရေဝတ်ဝင်တွေကတော့နောက်ဆုံးမှကျန်နေလိမ့်မယ်လို့ကျွန်မကတော့ထင်ပါတယ်ရှင်။ဒီအကောင်လေးတွေကတဘာဝရဲ့မဖြစ်စည်းနိုင်တဲ့စူပါဟီးရိုးတွေပါပဲနော်။နံပါတ်5တောက်တဲ့ကတ်ကို နောက်ဆုံးကောင်ကတော့ပြိသက်ကြီးတီဗီသားတောက်တဲ့တွေအကြောင်းပြောပြပါမယ်။ဒီတတဝါလေးတွေကစွန့်ငင်အားကိုအနိုင်ယူတဲ့စူပါဟီးရိုးတွေပါပဲ။သူတို့ဟာနိုင်ငံတွေပေါ်ကိုပြေးတက်နိုင်တယ်။မျက်နှာချက်မှာခြေချောင်းတစ်ချောင်းနဲ့တောင်တွဲခိုပြီးနေနိုင်ကြပါတယ်။ဒီလိုစွန့်အားရဲ့လျှိုးဝှက်ချက်ကတော့ခြေထောက်ပေါ်ကစီးတီးလို့ခေါ်တဲ့တင်းငယ်တဲ့အမွှေးလေးတွေကြောင့်ပါ။ဒီအမွှေးတွေကနိုင်ငံမျက်နှာပြင်တွေရဲ့မော်လီကျူးတွေနဲ့အချင်းချင်းစွန့်နေမှုကိုဖြစ်ပေါ်စေပါတယ်။တနည်းအားဖြင့်တဘာဝရဲ့စူပါကော်တစ်မျိုးလိုပါပဲ။ သူတို့ရဲ့ဒီလိုစွမ်းရည်ကသိပ္ပံပညာရှင်တွေကိုကော်အစ်စ်တွေဒါမှမဟုတ်နိုင်ငံတက်ဆက်ရုပ်တွေတီထွင်ဖို့လှုံ့ဆော်ပေးခဲ့ပါတယ်။အားကတော့တဘာဝရဲ့စူပါဟီးရိုးတွေအကြောင်းပြောပြပေးခဲ့တာပါ။ဗက်ဒရိတ်ဆန်ရဲ့စွမ်းရည်ကတင့်ကိုအားအသင့်စေခဲ့လေ။မန်ဒီပဇွန်ရဲ့အလီမြန်ဆုံးလက်ပြီးထိုးချက်တွေလား။ပြားရီရဲ့အေဝရတ်တောင်ထက်မြင့်အောင်ပြန်တန်းနိုင်တဲ့စွမ်းရည်လား။ဒါမှမဟုတ်ရေဝုတ်ဝံရဲ့အာကာသထဲမှာအသက်ရှင်နိုင်တဲ့စွမ်းရည်လားဆိုတာကိုအောက်ကမှတ်ချက်မှာပြောပြပေးခဲ့ပါအောင်နော်။ ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် like နှိပ်ပြီး subscribe လုပ်ခဲ့ပါဦးနော်။နောက်ထပ်အံဖွဲဗီဒီယိုတွေနဲ့ပြန်လာခဲ့မယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။